အားလုံးပဲမင်္ဂလာပါမလေးစကားပြောဆီစဉ်မှပြန်လည်ကြိုးစားလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာဆိုရင်လည်းမလေးစကားပြောပဲကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာဆိုရင်တော့ကျွန်တော်ကဒီစကားလုံး၃လုံးအကြောင်းကိုရှင်းပြပေးမှာဖြစ်တယ်စကားလုံး၂လုံးကအတန်ထွက်မတူပေမဲ့အဓိပ္ပာယ်လေးတွေကိုတချို့သုံးတဲ့နေရာလေးတွေမှာလွဲနေအဲ့ဒါလေးတွေကိုကျွန်တော်ကဒီစကားလုံး၃လုံးနဲ့ပတ်သက်ပြီးတော့မှမလေးစကားပြောပြောပြပေးသွားမှာဖြစ်ပါတယ်เนาะပထမစကားလုံးကတော့ငတ် ။အင်းငန့်ဆိုတဲ့အတိတ်ပဲကကျွန်တော်တို့ကအထင်လို့လည်းပြောလို့ရတယ်။မှတ်မိတာလို့လည်းပြောလို့ရတယ်။တတိရတာလို့လည်းပြောလို့ရတယ်။အင်းငန့်နော်။အင်းငန့်ဆိုတာထင်တာအထင်မှတ်မိတာတတိရတာကိုပြောတာနော်။အင်းငန့်အထင်မှတ်မိတာတတိရတာ။နောက်တစ်ခုက picking picking ဆိုတာစဉ်းစားတာတွေးတောတာကိုပြောတာနော်။နောက်တစ်ခုက picking စဉ်းစားတာတွေးတောတာကိုပြောတာနောက်တစ်ခုက rindu လွမ်းနေနော်ရင်ဒူးလွမ်းနေဒီစကလုံးသုံးလုံးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကဒါမလေးစကယ်ပြောဥပမာအနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်နော်ဆာယာအင်္ဂတ်ဒီယာဆာယာအင်္ဂတ်ဒီယာကျွန်တော်သူ့ကိုတတိယတယ်ဆာယာအင်္ဂတ်ဒီယာကျွန်တော်သူ့ကိုတတိယတယ်ဆာယာအင်္ဂတ်ဒီယာဆာယာအင်္ဂတ်ဒီယာကျွန်တော်သူ့ကိုတတိယတယ်ဆာယာဆိုတာကျွန်တော်အင်္ဂတ်ဆိုတာတတိယတယ် dia seratu saya ingat dia jenuh tugu terdia dulu pure adib no saya serat jenuh ingat serat terdia dia, dia seratu saya ingat dia jenuh tugu terdia dulu pure adib no nak awak ingat saya bodoh ke awak ingat saya bodoh ke me ngaga ngadong nga lalu pure adib no အဝအင်ကဇာယဘိုးတို့ကမင်းအထင်ငါကငတုံးငါအလားလို့ပြောတဲ့အတိတ်ပဲပါနော်အဝဆိုတာမင်းအင်ကဆိုတာဒီနေရာမှာအထင်လို့လည်းပြောလို့ရတယ်ဇာယဆိုတာကျွန်တော်ဘိုးတို့ဆိုတာတုံးတာအနော်ညံပြင်းတာဒါကိုပြောတာကားဆိုတာလားလို့လည်းအတိတ်ပဲရတယ်အဝအင်ကဇာယဘိုးတို့ကမင်းအထင်ငါငတုံးငါအလားလို့ပြောတဲ့အတိတ်ပဲနော်အဝဆိုတာမင်းအင်ကဆိုတာဒီနေရာမှာ အထင်လို့ပြောလို့ရတယ်စာယာဆိုတာကျွန်တော်ဘိုဒိုးဆိုတာတုံးတာအတာကို ပြောတာကားဆိုတာလားလို့အဓိပ္ပာယ်ရတယ်အာဝအင်းငန်စာယာဘိုဒိုးကမင်းအထင်ငါငတုံးငါလားလို့ပြောတဲ့အဓိပ္ပာယ်ပါနော်နောက်တစ်ခုကစာယာတာပူလေအင်းငန်စာယာတာပူလေအင်းငန်ကျွန်တော်မမတ်မိတော့ဘူးလို့ပြောတဲ့အဓိပ္ပာယ်နော်စာယာဆိုတာကျွန်တော်တာပူလေဆိုတာမရနိုင်ဘူး အင်္ဂန်ဆိုတာဒီနေရာမှာမှတ်မိတာကိုပြောတာနော်။တာဘူလေးအင်္ဂန်ဆိုတော့မမှတ်မိတော့ဘူးလို့ပြောတဲ့အဓိပ္ပာယ်နော်။ဆာယတာဘူလေးအင်္ဂန်ကျွန်တော်မမှတ်မိတော့ဘူး။ဒါမျိုးလည်းပြောလို့ရတယ်နော်။ဆာယတာဘူလေးအင်္ဂန်ကျွန်တော်မမှတ်မိတော့ဘူးနော်။ဆာယဆိုတာကျွန်တော်တာဘူလေးဆိုတာမရနိုင်ဘူး။အင်္ဂန်ဆိုတာမှတ်မိတာကိုပြောတာ။တာဘူလေးအင်္ဂန်ဆိုတော့မမှတ်မိနိုင်တော့ဘူးနော်။ဒါမျိုးကိုပြောတာ။ဆာယတာဘူလေးအင်္ဂန် ကျွန်တော်မမတ်မိနိုင်တော့ဘူးလို့ပြောတဲ့အတိတ်ပဲเนาะကျွန်တော်မမတ်မိတော့ဘူးဒါမျိုးလည်းပြောလို့ရတယ်เนาะတပိကာမှုကနိုင်ငံတပိကာမှုကနိုင်ငံဒါပေမဲ့မင်းမှတ်ထားရမယ်လို့ပြောတဲ့အတိတ်ပဲเนาะတပိဆိုတာဒါပေမဲ့ကာမှုဆိုတာမင်းကနိုင်ငံဆိုတာမှတ်ထားရမယ်เนาะငံဆိုတာမှတ်ထားရမယ်ကနိုင်ငံမှတ်ထားရမယ်လို့ပြောတဲ့အတိတ်ပဲเนาะတပိကာမှုကနိုင်ငံ ဒါပေမဲ့မင်းမှတ်ထားရမယ်လို့ပြောတဲ့အထိပ္ပယ်ပါနော် the pay ဆိုတာဒါပေမဲ့ကာမှုဆိုတာမင်းကနအိငတ်မှတ်ထားရမယ် the pay ကာမှုကနအိငတ်ဒါပေမဲ့မင်းမှတ်ထားရမယ်လို့ပြောတဲ့အထိပ္ပယ်ပါနော်အဝအိငတ်ချပ်ပါဒီယအဝအိငတ်ချပ်ပါဒီယသူဘသူလဲမင်းမှတ်မိလားလို့ပြောတဲ့အထိပ္ပယ်ပါနော်အဝအိငတ်ချပ်ပါဒီယ Awak ingat siapa dia? Tu betul le, memang -mi mila lo, pior le deh bapa, no? Awak ingat siapa dia? Tu betul le, memang -mi mila. Awak sura, me, ingat sura, memila. Siapa sura? Betul le, dia sura. Tu, awak ingat siapa dia? Tu betul le, memang -mi mila lo, pior le deh bapa, no? Awak sura, me, ingat sura, memila. Siapa sura? Betul le, dia sura. Tu, awak ingat siapa dia? သူဘသူလဲမင်းမှတ်မိလားလို့ပြောတယ်အတိတ်ပဲပါနော်ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်တို့ကဒီအင်ငတ်ရဲ့အတိတ်ပဲကိုဒီဗီဒီယိုမှာကျွန်တော်ပြောပြပေးသွားတာဖြစ်တယ်နော်အင်ငတ်ဆိုတာအထင်မှတ်မိတာသတိရတာကိုအင်ငတ်လို့သုံးပါတယ်နော်နောက်တစ်ခုက sire picking dulu sire picking dulu ကျွန်တော်အရင်စဉ်းစားမယ်လို့ပြောတဲ့အတိတ်ပဲနော် sire picking dulu ကျွန်တော်အရင်စဉ်းစားမယ် sire ဆိုတာကျွန်တော် thinking ဆိုတာစဉ်းစားတာတွေးတောတာเนาะဒီနေရာမှာကျတော့ thinking ကစဉ်းစားတာဒူလို့ဆိုတာအရင် sire thinking ဒူလို့ကျွန်တော်အရင်စဉ်းစားမယ်လို့ပြောတဲ့အတိပဲပါเนาะ sire thinking ဒူလို့ကျွန်တော်အရင်စဉ်းစားမယ် sire ဆိုတာကျွန်တော် thinking ဆိုတာစဉ်းစားတာဒူလို့ဆိုတာအရင် sire thinking ဒူလို့ကျွန်တော်အရင်စဉ်းစားမယ်လို့ပြောတဲ့အတိပဲပါเนาะနောက်တစ်ခုက sire thinking onto our saya fikin untuk awak. Kami itu senzar elu, pure itu apa? No, saya sura ceno, fikin sura senzara, untuk sura itu awak sura me. Saya fikin untuk awak. Kami itu senzar elu, pure itu apa? No, saya sura ceno, fikin sura senzara, untuk sura itu awak sura me. Saya fikin untuk awak. Kami itu စဉ်းစားတယ်လို့ပြောတဲ့အတိတ်ပဲပါနော်။စာယာဆိုတာကျွန်တော် thinking ဆိုတာစဉ်းစားတာ။ onto ဆိုတာအတွက်အာဝဆိုတာမင်းစာယာ thinking onto အာဝငါမင်းအတွက်စဉ်းစားတယ်လို့ပြောတဲ့အတိတ်ပဲပါနော်။နောက်တစ်ခုကစာယာ thinking apa apa စာယာ thinking apa apa ကျွန်တော်ဘာမှမစဉ်းစားဘူးကျွန်တော်ဘာမှမတွေးတော်ဘူးပေါ့နော်။ဒါမျိုးပြောလို့ရတယ်နော်။ saya tafikin apa-apa ကျွန်တော်ဘာမှမစဉ်းစားဘူးကျွန်တော်ဘာမှမတွေးတော့ဘူးပေါ့နော်ဒါမျိုးပြောလို့ရတယ်စာရဆိုတာကျွန်တော်တာဖစ်ကင်းဆိုတာမစဉ်းစားဘူးမတွေးတော့ဘူးပေါ့နော်အပါအပါဆိုတာဘာမှဘာကိုမှနော်ဒါမျိုးပြောလို့ရတယ်စာရတာဖစ်ကင်းအပါအပါကျွန်တော်ဘာမှမစဉ်းစားဘူးကျွန်တော်ဘာမှမတွေးတော့ဘူးလို့ပြောတဲ့အတိတ်ပဲပါနော်ဒါဆိုရင်ကျွန်တော်တို့ကဒီဖစ်ကင်းစဉ်းစားတာတွေးတော့တာဆိုတဲ့စကားလုံးကိုလည်း သိသွားပြီဖြစ်တယ်เนาะနောက်တစ်ခုက Sire Rindu Kampong เนาะကျွန်တော်ကဒါဒီဗီဒီယိုမှာဥပမာအနေနဲ့ပဲပြောပြပေးတာဖြစ်တယ်เนาะ Sire Rindu Kampong Sire Rindu Kampong ကျွန်တော်ရွာကိုလွမ်းတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါเนาะ Sire Rindu Kampong ကျွန်တော်ရွာကိုလွမ်းတယ် Sire ဆိုတာကျွန်တော် Rindu ဆိုတာလွမ်းတာ Kampong ဆိုတာရွာ Sire Rindu Kampong ကျွန်တော်ရွာကိုလွမ်းတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါနော်ဇာယာဆိုတာကျွန်တော်ရင်ဒူးဆိုတာလွမ်းတာကမ်ပုံဆိုတာရွာဇာယာရင်ဒူးကမ်ပုံကျွန်တော်ရွာကိုလွမ်းတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါနော်နောက်တစ်ခုကဇာယာရင်ဒူးရူမာဇာယာရင်ဒူးရူမာကျွန်တော်အိမ်ကိုလွမ်းတယ်နော်ဒါမျိုးပြောလို့ရတယ်ဇာယာရင်ဒူးရူမာကျွန်တော်အိမ်ကိုလွမ်းတယ် ဆာယာဆိုတာကျွန်တော်ရင်ဒူးဆိုတာလွမ်းတယ်ရူမာဆိုတာအိမ်ဆာယာရင်ဒူးရူမာကျွန်တော်အိမ်ကိုလွမ်းတယ်လို့ပြောတယ်အတိတ်ပဲပါနော်ဆာယာရင်ဒူးရူမာကျွန်တော်အိမ်ကိုလွမ်းတယ်ဆာယာဆိုတာကျွန်တော်ရင်ဒူးဆိုတာလွမ်းတယ်ရူမာဆိုတာအိမ်ဆာယာရင်ဒူးရူမာကျွန်တော်အိမ်ကိုလွမ်းတယ်လို့ပြောတယ်အတိတ်ပဲပါနော်ဆာယာရင်ဒူးဆာယန်ဆာယာရင်ဒူးဆာယန်နော်ဒါဆိုရင် ငါမင်းကိုလွမ်းတယ်ချစ်လေးငါမင်းကိုလွမ်းတယ်ချစ်သူဒါမျိုးလည်းပြောလို့ရတယ်နော်ဆိုင်ယန်ဆိုတာချစ်သူချစ်တယ်ဒီလိုမျိုးဘလို့ပဲတုံတုံတုံလို့ရတယ်နော်ဆိုင်ယရင်တို့ဆိုင်ယန်နော်ဒါသမီးသားနှစ်ယောက်အချင်းချင်းပြောလို့ရှိရင်ဆိုင်ယရင်တို့ဆိုင်ယန်အဲဒါမျိုးပြောလို့ရတယ်နော်ငါမင်းကိုလွမ်းတယ်ချစ်သူဒါမျိုးလည်းပြောလို့ရတယ်နော်ဆိုင်ယာဆိုတာကျွန်တော်ငါရင်တို့ဆိုတာလွမ်းတာဆိုင်ယန်ဆိုတာချစ်တယ်ချစ်သူလို့ပြောလို့ရတယ်နော်ချစ်သူချစ်လေးချစ်တယ်ဒါမျိုးလည်းပြောလို့ရတယ်နော်ဆိုင်ယရင်တို့ဆိုင်ယန် ငါမင်းကိုလွမ်းတဲ့จิตသူလို့ပြောလို့ရပါတယ်เนาะစာယာဆိုတာကျွန်တော်ငါရင်ဒူးဆိုတာလွမ်းတာစာယံဆိုတာจิตတဲ့จิตသူဒါမျိုးပြောလို့ရတယ်ဒီနေရာမှာကျတော့စာယာရင်ဒူးစာယံငါမင်းကိုလွမ်းတဲ့จิตသူလို့ပြောလို့ရပါတယ်เนาะဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုမှာဆိုရင်ကျွန်တော်ကဒါအင်းငတ် faking ရင်ဒူးဒီစကလုံးသုံးလုံးနဲ့ပတ်သက်ပြီးတော့မှမလေးစကပြောပြောပြပေးသွားတာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုကိုအခုလိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် नाउ बिरोमर हाँ पियंदुई बामे